စ်ကောင်စီတည်တန်းရာရှိတွေကိုကနေဒါကထပ်မံပိတ်ဆို့အရေးယူချိန်မှာအခုနှစ်ကုန်ပိုင်းမှာရွေးကောက်ဖွဲ့လုပ်မယ်လို့မင်းအွန်လိုင်းပြောစစ်ကောင်စီဖွဲ့ဝင်တိတ်ပိုင်းအရာရှိ73ဦးကတော့ကနေဒါအစိုးရကထပ်မံပိတ်ဆို့အရေးယူလိုက်ပြီလို့ထုတ်ပြန်ပြောဆိုလိုက်တာပါမြန်မာနိုင်ငံညဉ့်ညင်းရေးနဲ့လုံခြုံရေးတည်ငြိမ်ရေးတို့ကိုထိခိုက်စေပြီးတော့လူခွင့်ရေးချိုးဖောက်မှုတွေကိုထောက်ပံ့ပေးနေတဲ့မြန်မာစစ်ကောင်စီအဖွဲ့ဝင်73ဦးနဲ့အဖွဲ့အစည်း3ခုကိုဒဏ်ကပ်ပိတ်ဆို့အရေးယူလိုက်တယ်ဆိုပြီးတော့ကနေဒါအစိုးရကထုတ်ပြန်ကြေညာလိုက်တာလည်းဖြစ်ပါတယ်ပြည်နယ်နိုင်ငံက2019ခုနှစ်ရင်းကြတဲ့နောက်ပိုင်းမြန်မာနိုင်ငံကလူပုတ်ကိုနဲ့အဖွဲ့အစည်းတွေကိုဒဏ်ကပ်ပိတ် ကိုရေးယူလာတွေချေချေပြက်ပြက်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီထဲမှာမြန်မာနိုင်ငံကိုစစ်လက်နက်တင်မှုမှုရောင်းချမှုအပါအဝင်လေရင်စင်တင်မှုမှုတားမိတာတွေအပြင်ကနေဒါနိုင်ငံသားတွေအနေနဲ့ရေးယူခံရတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေနဲ့စီးပွားရေးဆက်ဆက်ဆောင်ရွက်တာတွေမလုပ်ဖို့တားမိတာတွေလည်းပါဝင်ပါတယ်။အလားတူပဲငွေကြေးတမမှုဆက်ဆက်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်းတားမြင့်ပိတ်ပင်ပြီးအရေးယူခဲ့တာဖြစ်ပါတယ်။ကနေဒါဆိုတာအခုဆိုရင်မြန်မာနိုင်ငံလူပုဂ္ဂိုလ်149ဦးနဲ့အဖွဲ့အစည်း62ခုကိုတန်ခတ်ပိတ်ဆို့မှုစီရင်သွင်းထားတာလည်းဖြစ်ပါတယ်။အခုနောက်ဆုံးအနေနဲ့ကနေဒါအစိုးရကတန်ခတ်ပိတ်ဆို့လိုက်တဲ့အထက်မှာတော့ယာတုအမြင့်ဆုံးကစစ်ကောင်စီအဖွဲ့ဝင်ဥပရှိဖြစ် ဖြစ်ပြီးတော့ကြံတဲ့ထိတဲ့အရာရှိတွေမှာဗိုလ်ချုပ်ကြီးတွေနဲ့သူတို့ကိုထောက်ကူပေးနေတဲ့ဒုဝန်ကြီးတွေလည်းအများအများပါဝင်လာလည်းဖြစ်ပါတယ်။အဲဒီစီးနေမှာတော့စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဗိုလ်ချုပ်ကြီးမှုအောင်ကာကွယ်ရေးဒုဝန်ကြီးဗိုလ်ချုပ်ကူလေးဗိုလ်ချုပ်ကြီးမြတ်ထွန်းဦးရဲ့ဒုဝန်ကြီးတွေဖြစ်ကြတဲ့ဗိုလ်မှုချုပ်လူမော်ဦးအောင်မြိုင်နဲ့ဦးအောင်ကျော်ထွန်းတို့လည်းပါဝင်ပါတယ်။အဲ့ဒါပြင်စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနနှစ်ဝန်ကြီးဦးကိုလိုင်းစစ်ကောင်စီရုံးဝန်ကြီးဌာနလေးဝန်ကြီးဦးအောင်ကျော်ဟိုရှင်မြို့နယ်မှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဒေါက်တာကန်စော်လူလည်းအရေးယူခန်းထဲမှာပါဝင်တယ်လို့ကနေဒါအစိုးရရဲ့ထုတ်ပြန်ချက်ထဲမှာတော့ဖော်ပြထားပါတယ်။အဲ့ဒါပြင်စီမံကိန်းနဲ့ဗဏ္ဍာရေး ဝန်ကြီးဌာနဒုတိယဝန်ကြီးတစ်ဖြစ်တဲ့ဦးမင်းထွန်းနဲ့ဒေါ်သန်းသန်းလေးတို့အပါအဝင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဥက္ကွန်တန့်စော်ထူးတို့လည်းပါဝင်တယ်လို့လည်းဆိုပါတယ်ကနေဒါဆိုရကမြန်မာစစ်တပ်ကိုအဖွဲ၃ဘက်ခွဲပြီးအရေးယူခဲ့ပြီးတော့အမှတ်33ချင်းမြန်တိုင်းရင်းနဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့ကတော့အမြင့်တက်တန်ခတ်ပိတ်ဆို့လိုက်တယ်လို့လည်းထုတ်ပြန်ကြတဲ့မှာတော့ဖော်ပြထားပါတယ်အခုလိုပိတ်ဆို့ရေးယူလိုက်တာဟာကာကွယ်ရေးဝန်ကြီးဌာနနဲ့မြန်မာစစ်တပ်ကအကြီးအကဲတွေဆက်လက်ကျူးလွန်ခဲ့တဲ့လူခွင့်ချိုးဖောက်မှုတွေအပြင်အမြင့်တွယ်နေတဲ့အကြမ်းဖက်မှုတွေဖိနှိပ်မှုတွေနဲ့မြန်မာပြည်မှာပုံမှုဆိုးရွားလာတဲ့အခြေအနေတွေအတွက်တာဝန်ရှိတာကြောင့်ဖြစ်တယ်လို့လည်းကနေဒါဆိုရရဲ့ထင်ညာကြတဲ့မှာတော့ဖော်ပြ ြထားပါတယ်အရာပြင်းမြန်မာစစ်တပ်ကိုငွေကြေးပိုင်းဆိုင်ရာပံ့ပိုးမှုတွေအားလုံးရပ်ဆိုင်းဖို့စစ်အုပ်စုနဲ့သူတို့နဲ့ဆက်ဆက်သူတွေကိုလက်နက်တွေစက်ပစ္စည်းတွေနှိပညာအကူအညီတွေရပ်တန့်မှုကိုလည်းကနေဒါအစိုးရကနိုင်ငံတကာကိုတောင်းဆိုလိုက်ပါသေးတယ်ကနေဒါအစိုးရကမြန်မာနိုင်ငံမှာအားလုံးပါဝင်တဲ့ရင်ရှိတည်တဲ့နဲ့နိုင်ငံရေးရဖို့ငြိမ်းချမ်းရေးရရှိဖို့နိုင်ငံတကာနဲ့ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းကြေညာချက်ထဲမှာတော့ဖော်ပြထားပါတယ်အရာပြင်းမြန်မာနိုင်ငံမှာဒီမိုကရေစီရရှိရေးတိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလိုလူ့ခွင့်ရေးချိုးဖောက်မှုတွေအတွက်တာဝန်ရှိသူတွေကိုတာဝန်ခံရစေဖို့ဆက်လက်တောင်းဆိုတာတွေဖိအားပေးတာတွေဆောင်ရွက်သွားမယ်ဆိုပြီးတော့လည်းကနေဒါအစိုးရကထုတ်ပြန်ကြေညာထားပါတယ်စစ်ကောင်စီရ က်ထိပ်ပိုင်းအဖွဲ့ဝင်တွေကိုကနေနာအစိုးရပိတ်ဆို့ရေးယူမှုတွေလုပ်နေကြမှာပဲစစ်ကောင်းဆောင်မင်းအွန်လိုင်းကတော့အခုနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲလုပ်တော့မယ်ဆိုပြီးတော့ပြမကျင်းထုတ်ဖော်ပြောလိုက်တာပါရွေးကောက်ပွဲကိုတော့လာမယ့်ဒီဇင်ဘာလဒါမှမဟုတ်ဇန်နဝါရီလမှာတော့အစောဆုံးကျင်းပသွားမယ်စီစဉ်ထားတယ်လို့လည်းမင်းအွန်လိုင်းကပြောကြားလိုက်တာပါရွေးကောက်ပွဲကျင်းပပြီမယ်လို့တောက်လျှောက်ပြောခဲ့ပေမဲ့အခုချိန်မှသာအချိန်ဇာန်နဲ့ဖွင့်ပြောလာတာလည်းဖြစ်ပါတယ်ဒါက2012ခုနှစ်ဖေဖော်ဝါရီလကနေစတွက်မယ်ဆိုလို့ရှိရင်တော့အစိုးရတက်တန်းတစ်ခုစာလောက်ငါးနှစ်တာနီးပါးကာလအာဏာသိမ်းထားပြီးမှရွေးကောက်ပွဲကျင်းပပြီမယ်အချိန်ကြီးလည်းဖြစ်တယ်လို့လည်းလေလာသူတွေကတော့ပြောဆိုထားပါတယ်စကော ောင်မင်းအောင်လိုင်ကပြီးခဲ့တဲ့2023ခုနှစ်ဩဂုတ်လတွင်မှရွေးကောက်ပွဲကျင်းပပေးမယ်လို့အာဏာသိမ်းကာလအစောပိုင်းတုန်းကတော့ပြောခဲ့ပူးပေမဲ့လည်းမကျင်းပပေးခဲ့ပါဘူးခုလိုရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့အကြောင်းကိုတော့စစ်ကောင်းဆောင်မင်းအောင်လိုင်ကဘီလာရုနိုင်ငံကိုအလက်ပတ်ခီရောက်ရှိနေခြင်းမှာပဲထုတ်ဖော်ပြောဆိုလိုက်တာပါမြန်မာဘီလာရုနှစ်နိုင်ငံတွေ့ဆုံပွဲအပြီး28ရက်နေ့ကပြုတဲ့သတင်းစာရှင်းလင်းပွဲမှာတော့နှစ်နိုင်ငံကောင်းဆောင်တွေကပူးတဲ့ကြေညာချက်နဲ့ပြောကြားချက်တွေမှာမြန်မာပြည်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စစ်ကောင်းဆောင်မင်းအောင်လိုင်ကထည့်သွင်းပြောဆိုခဲ့တာပါဖြစ်ပါတယ်ဥပဒေနဲ့ညီရွေးကောက်ပွဲကိုကျင်းပပေးသွားဖို့ရှိပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလ သူမဟုတ်2026ခုနှစ်ဇန်နဝါရီလအတွင်းမှာကျအစောဆုံးကျင်းပပေးနိုင်မှုစီစဉ်နေတဲ့ဆိုပြီးတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်တာပါအဲ့ဒီလိုစစ်ကောင်စီကစီစဉ်နေတဲ့ရွေးကောက်ပွဲမှာပါဝင်ရွေးကောက်ကံမဲ့ပါတီ53ခုလည်းဆင်းသွေးထားတယ်ဆိုပြီးတော့လည်းစစ်ကောင်းဆောင်ကပြောဆိုထားပါတယ်စစ်ကောင်စီကစီစဉ်ထားတဲ့ရွေးကောက်ပွဲကိုလက်ရှိမှာတော့အတိုက်ခံနေတဲ့အမေရိကန်ပါဝင်နောက်နိုင်ငံအများစုကတော့မထောက်ခံပေမဲ့အိန္ဒိချင်းတရုတ်ရုရှားနဲ့ဖီလာရုနိုင်ငံတွေကတော့ထောက်ခံနေတယ်လို့လည်းလေ့လာသူတွေကတော့စုမြင်ကြပါတယ်မြန်မာရွေးကောက်ပွဲကျင်းပနေတဲ့ပတ်သက်ပြီးတော့ရုရှားနဲ့ဗီလာရုနိုင်ငံရဲ့လေ့လာရေးအဖွဲ့တွေကိုလည်းလာရောက်ကြည့်ရှုဖို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဖိတ်ကြားခဲ့ပါသေးတယ်ဗီလာရုသ မရာအလက်ဇန်ဒါလူကာရှန်ကိုကလည်းမြန်မာနိုင်ငံကိုလာရောက်မှာဖြစ်ပြီးတော့ရွေးကောက်ပွဲစောင့်ကြည့်သူတွေကိုလွှတ်ပေးမယ်လို့လည်းတွစ်ဆုံဝဲမှာပြောဆိုခဲ့ပါသေးတယ်။စစ်ကောင်စီမင်းအွန်လိုင်းကရုရှားနိုင်ငံကိုတောက်ခဲ့ပြီးတော့တမနာပူတင်နဲ့လည်းတွစ်ဆုံခဲ့သူလို့ဘီလာရုနိုင်ငံကိုလည်းဝင်ရောက်ခဲ့တာပါ။စစ်ကောင်စီမင်းအွန်လိုင်းကဘီလာရုတမနာနဲ့လည်းတွစ်ဆုံခဲ့ပါသေးတယ်။အဲ့ဒီလိုတွစ်ဆုံမှုအပြီးမှာပေါ့ဘီလာရုတမနာနဲ့စစ်ကောင်စီတို့ကနိုင်ငံနိုင်ငံနိုင်ငံသားဝင်ကြီးတွေရဲ့ညှိနှိုင်းစည်းဝေးတွေကျင်းပဖို့နိုးတက်ပစ္စည်းတွေထုတ်လုပ်ဖို့စက်မှုကုန်ကျစ်သီးနဲ့စိုက်ပျိုးထုတ်လုပ်ရေးတွေမှာပူးပေါင်းပါဝင်ဖို့နိုင်ငံခြားကုန်သိန်းနဲ့စီးပွားရေးတုံ့ပြန်မှုလို့လည်းဆွေးနွေးခဲ့တယ်ဆိုပြီးတော့စစ်ကောင်စီရဲ့ဒင်းထုတ်ပြန်ရေးကတော့ပြောဆိုထားပါတယ်။ဒါအပြင်ယင်းနှိမ့်ညွှန်းနှံမှု ကိစ္စတွေစိုက်ပျိုးရေးလေယာဉ်သုံးကိရိယာထုတ်လုပ်တာတွေအပါအဝင်အခြားကဏ္ဍတွေမှာပူးပေါင်းသွားဖို့ကိုလည်းဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ပြောဆိုထားပါတယ်။ဆွေးနွေးပွဲထဲမှာနိုင်ငံနိုင်ငံဝန်ကြီးတွေကအာဂဇာခီးသွာဥပဒေရေးရာစိုက်ပျိုးရေးနဲ့အစားအစာကင်းရှင်းရေးကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်ရေးနားလည်မှုဆောင်ရွက်လာလို့လည်းလက်မှတ်ရေးထိုးခဲ့တယ်လို့စစ်ကောင်စီဘက်ကတော့ထုတ်ပြန်ပြောဆိုထားပါတယ်။အခုလက်ရှိမှာစစ်ကောင်စီမင်းအောင်လင်ကရွေးကောက်ပွဲကျင်းပမယ်လို့ပြောဆိုခဲ့ပေမဲ့ရွေးကောက်ပွဲဖြစ်လာဖို့ကဖြစ်နိုင်ချေနည်းနေသေးတယ်လို့နိုင်ငံရေးလေ့လာသူတွေကသုံးသပ်ပြောဆိုထားပါတယ်။